ကျွန်တော်ယခုဖတ်ပြပေးမယ့်ဝိထုတိုလေးကတော့မာမြင့်ဝိထုတိုပေါင်းချုပ်ဆိုတဲ့စာအုပ်ထဲမှာမိလေသူတူဆိုတဲ့ဝိထုတိုလေးပဲဖြစ်ပါတယ်ခင်ဗျာမိလေသူတူချီးဒီမြမလာတော့ယုံကြည်ကိုမော့ကြည့်လိုက်ရင်နဖူးမှစီးကြံနေသောချွေးတို့ကိုလက်နဲ့တုပ်ပြလိုက်သည်သူ့တကူလုံးချွေးတို့ရွှဲနေကအင်ကြီးတို့ပါစုံနေ သို့သောချွေးတို့ဆူဆွဲ၍မောပန်းနေသည်ကိုသူမမှုချေသူမြင်ရသောယုံကြီးသည်ကြီးကျယ်ခမ်းနားလှသည်ထို့ကြောင့်ဤမြတ်ကြီးသောယုံကြီးတွင်အမှုရန်ပေါင်းများစွာ ရှိပေလိမ့်မည်၎င်းတို့တွင်အလုတ်တနေရာလစ်လက်ရန်အလားအလာများစွာ ရှိသည်ဟုသောတွက်ကိန်းနှင့်မောဖို့ကိုပင်သတိမရယုံထဲဝင်သွားသောအခါရောင်ချာချာဖြစ်နေမိသည်ယုံကြီးသည်အထဲရောက်မှပို၍ပင်ခမ်းနားနေသည်ဘယ်အခန်းဝင်၍ဘယ်ကိုမေးရမည်မသိသည် ဟိုဒီရှောက်ကြည့်နေတော့အခါမှစုံစမ်းရန်ဌာနဟုဆိုင်းပုံငယ်ကလေးချိတ်ထားသောအခန်းကိုတွေ့လိုက်ရသည်ထိုအခန်းထဲဝင်ရောက်သွားသောအခါအသက်20ခန့်လူငယ်တဦးထိုင်၍ဝတ္ထုဖတ်နေသည်ကိုမြင်ရပြန်သည်ချစ်အေးကမရေတရေအတန်ကလေးဖြင့်ဒီမှာခမညာတစိတ်လူငယ်ဒီဝတ္ထုတဲကိုစိတ်ပါနေသောကြောင့်တော်တော်နဲ့မော့မကြည့်နိုင်သည်ပြီးမှခေါင်းမော်လိုက်ပြီးဘာကိစ္စရှိပါသလဲ ကျွန်တော်အရာရှိတယောက်နဲ့တွေ့ချင်လို့ပါဟုတ်ကဲ့ဘယ်ဌာနကဘသူနဲ့ပါလဲအဲ့ဒါတော့မပြောတတ်ဘူးစုံစမ်းရေးဌာနမှာလူငယ်တွေချစ်အားဘလို့နားလည်ရမှန်းမသိတော့ပဲအံ့ဩသွားဟန်တူဤဒီတော့မှအခြေအနေကိုရိပ်မိတော့ချစ်အေးကဆက်လက်၍ရှင်းပြရသည်ဒီလိုပါခင်ဗျာကျွန်တော်ဒီရုံးကိုတစ်ခါမှမရောက်ဘူးပါဘူးဘသူနဲ့မှလည်းမသိဘူးအရာရှိတယောက်နဲ့တွေ့ချင်တာကတော့အလုတ်ကလေးပါလေလက်လက်မလားလို့မေးကြည့်မလို့ပါ ျွန်တော်သိသလောက်တော့အလုတ်လက်လက်တယ်လို့မရှိပါဘူးခန့်စရာရှိရင်လည်းသတင်းစာတွေကခေါ်ယူတာပဲဒါတဲ့နောင်ကြီးကဗဏ္ဍန်းအောင်ထားတာလေ BSC ပါဩဖွဲ့ရပြီးသားကိုဘယ်ဘာသာရွဲ့နေလဲမရိန်းဘော်ဒနီပါဗျာပမာလူတော့ဗါလေဗျာအဲဟိုတဲ့အနဝါရုခပေးတာအဲ့ဒါကဘာလို့သင်ခဲ့ရလဲဗျာအလုတ်မလက်လက်ဆိုကြဲကစိတ်ပြက်သွားရသည့်အထယ်စကကြောရှင်နဲ့လာတွေ့နေပြီးအခက်ကြုံနေရသည် ဒီတော့ချင်းရဲ့တိတ်စိတ်မရှိခြင်းတော့ပင်လေတဲ့ကတစ်ပင်လေးတွေဘာလေးတွေအကြောင်းပေါ့ဗျာ။ဩဒီယုံနယ်တော့မဆိုင်လာဘူးခမ ्या ။ဒါကစိရင်အင်းတွေပဲလောက်ရတဲ့ယုံမယ်။ဆိုင်တော့မဆိုင်ဘူးပေါ့ဗျာ။ဒါပေမဲ့လည်းမဆိုင်ဘူးပေါ့ဗျာ။လက်ထွက်တော့တော့ချင်းအေးကိုလူငယ်သည်ခေါင်းကုပ်ရင်းငေးမောကြံရိုက်ခဲ့သည်။ထုံယုံကြီးမှထွက်လာတော့အခါချင်းအေးဝမ်းပိုက်ကဆန္ဒပြလာသည်။ ထိုအခါမှပင်ဆာလောင်ရမှန်းသိလာကအနီးအနား၌မုံတယ်ကိုရှိမရှိရှာကြည့်လိုက်ပြီးနောက်ပထမဆုံးတွေ့ရသောဘရာကျော်တဲ့ထံမှမုံဝယ်စားလိုက်သည်မုံလင်းငါးခုခန့်ဗိုက်ထဲရောက်သွားမှနေသာထိုင်သာရှိသွားနေသည်ဒီတော့လာရင်းကိစ္စကိုတတိယလာပြီးနောက်ရှေ့သို့ဆက်လက်၍ရုံးရှာပုံတော်ဖွင့်ရပြန်လေသည်ပြီဟောတွေ့ရပြန်ပြီရုံတယုံဒီရုံကတော့တိတ်မကြီးလား ရုံးမှာမကြီးတော့လဲအလုံနေရမများဟုမြည်သူပြောနိုင်မည်နီကို ကိုကိုအာတင်း၍အထဲသို့အဝင်လိုက်တွင်ခုံလေးတစ်ခုံနှင့်ထိုင်နေသောအသက်40ခန့်လူတစ်ယောက်ကိုအပေါက်ဝ၌တွေ့လျက်ရသည်ထိုလူကြီးသည်စာရွက်လက်ကလေးကိုကင်လာသောချီအေးအားတေချာကြည့်လိုက်ပြီအလုံလိုသလားလို့လာမေးတာမဟုတ်လားဟုတ်ကဲ့ခမတက္ကသိုလ်ကဘွေးရထင်ပါရဲ့ဟုတ်ပါတယ်ခမမေးလို့သာမေးရတယ်ထင်ပြီးသားပဲ ချီအေးဝမ်းသာသွားသည်ထင်မိသားဆိုတော့ဒီယုံတွင်ဘွဲရတယောက်အလုတ်ခတ်ရန်လူနေရွေးလာမသိထို့ကြောင့်လူကြီးကိုအာကိုတကြီးကြည့်လိုက်သည်ခရော့ဆုံးမဆရာလေးရဲ့ယုံထဲကလူတွေတောင်ပိုနေလို့ဘာလို့ရမှန်းမသိစဉ်းစားနေရချီအေးပြန်လှည့်ခဲ့ရပြန်သည်ဒီအထက်အပေါက်ဆောင် လူကြီးကပြောသည်ကိုမကြားတကြားကြားလိုက်ရသည်သည်နေတိုင်းအလုံးမရှိဘူးလားလာမေးနေတာကိုပြောနေရတာနဲ့အချိန်ကုန်ရော ဒါကိုပဲအလုပ်တစ်ခုလုပ်ပြီးမောင်းထုတ်နေရတယ်။ကျားတို့လည်းအပေါက်ဆောင်ပင်အကင်းပါနေလေပြီ။ဆာရွက်လက်ကလေးကင်လာတော့လူဆိုလေမျက်နှာထားတင်းတင်းနဲ့ခေါင်းခါနေတဲ့ဤအကင်းမပါ၍လည်းမဖြစ်တော့ကြာအထက်လူကြီးကဘာကြောင့်အထက်လွှတ်ရတဲ့နည်းကိုမှန်မဲလင်သူပဲအမှန်ခံရမည်မဟုတ်လား။တော်တော်လေးတော့ခြေစိတ်ပြက်လာပြီ။သို့တော်လုံးဝတော့စိတ်မပြတ်သေး။တနေ့နေ့တယုံယုံမှာတော့တနေရရရရမှာပေါ့ဟူသော မျော်လင့်ချက်ကလေးနဲ့ယောက်ျားတို့လုံးကတေဂါမလျှော့ဟူသောအာတင်းချက်ကလေးတို့ရှိနေပါသေးသည်ထို့ကြောင့်သာရန်ကုန်၌ဆက်လက်တောင်းတနေဆဲဖြစ်ပါသည်ချီးဤဒီမကြာမီကာလပိုင်းကမှတက္ကသိုလ်မှဆင်းလာသောဘွဲရအသည့်ဆက်ဆက်ပူပူနွေးနွေးခက်ပညာတက်လီဖြစ်ပါသည်ဘွဲကလည်းနည်းနည်းရရမဟုတ် BSC Marine Botany တနည်းအားဖြင့်ဗမာပြန်ရသောတိတ်ပံအနဝရုခဗေဒဘွဲကြီးဖြစ်ပါသည် ထုံဖွဲ့ရဖို့ကလည်းမလွယ်လားတက္ကသိုလ်ကောလိပ်သုံးခုပြောင်းတင်ခဲ့ရသည်ပါရမဏနှစ်ကိုမြေကြီးနာကောလိပ်တတိယနှစ်ကိုမန္တလေးဝိဇ္ဇာသိပ်ပံတက္ကသိုလ်နောက်ဆုံးနှစ်၌၎င်းဘာသာတည်နိုင်သော မော်လမြိုင်ကောလိပ်စသဖြင့်နေပြီးမှရခဲ့ခြင်းဖြစ်ပါသည်ထို့နောက်ဘွဲ့ရပြီးစသူတိုင်းလှုပ်လေရှိသောဝိယုံနှကြီးချုံကအုထုကြီးစောင်းပြုံပြုံကြီးဓပ်ပုံရိုက်ခံပြီးပုံကြီးချဲ့ကအေကန်း၌ချိတ်လိချိတ်ပြီးလေပြီး ထို့နောက်ဘွဲရပြီးသူတိုင်းဖြစ်လေဖြစ်တာရှိသော အလုတ်ကိုအသေးအလဲရလိုခြင်းယောဂကလည်းပြင်းထန်၍လာသည်ထို့အခါမှပင်ဘွဲရပြီးသူတိုင်းရင်ဆိုင်ကြုံတွေ့ရသောအလုတ်လက်မဲ့ကဲ့ယောဂကို တွေ့ရပါတော့သည်သူဖခင်သည်လက300ခန့်၌တန်းဆုံးနေသောဒုလုံချုံရဲမှုတယောက်သာဖြစ်သည်တာသမီတွေကိုမျက်နှာမငယ်ပါစေနှင့်ဟူသောစေတနာနှင့်သာတင်ညာရဖြစ်စေရန်အကုံအကြအများလာသော တက္ကသိုလ်တို့မျက်စီမှိတ်၍ပို့လိုက်ရသည် မိသားစု၉ယောက်ခန့်မိခိုနေရသောအိမ်တော်တစ်ခု၏ငွေရေးကြေးအနေနှင့်ကဒီခစ်ကြီး၌ချောင်းလဲလွန်းရတော့မဟုတ်ချေယခုချီအေးဘွဲရသည့်နှစ်၌သူညီအောင်ဘူးကဆယ်တန်းအောင်ပြီးမြေကြီးနာကောလိတက်ရလေသည်ဒီတော့ချီအလုရမှဖြစ်မည်မဟုတ်ပါလောချီအေးဤဇာတိမွေးရမည်ကံဘလူကဲ့သို့သောနယ်မျိုးတို့တွင်လောက်ပိုင်စရာအစိုးရလာကစားအနေဖြင့်နေရာတိတ်မများလာပေမူလာတန်းပြဆရာတို့ခေါ်တော်လဲ တိတ်လောက်ကင်လို့စိတ်မရှိလားဒီထဲကပဲမူလာတန်းပြနေရာကိုဆရာအတက်တင်တို့ကိုဦးစားပေးခန့်ပြီးပူမဘွဲရတို့ကိုခန့်ပြီးဆိုတော့ตาရွေ့ပင်လှုပ်ရန်စိတ်မကူတော့ချီတရင်စာဆိုရင်ရခင်ကရောင်ရွေ့ပင်မကြည့်ခဲ့တော့လဲဘွဲရပြီးကလေးကနေ့စဉ်လှန်လို့ရှာဖွေရတဲ့ကအမောတော်အလိုရှိသည်ကြောင်ညာတို့သည်သူဘွဲရပြီးမှပူရှားပြီဟုထင်မိတော့သည် ယခုလုံးလုံးစံ၌ဘွဲ့ရပြည်သူများရန်ကုန်သို့အလုရှာဆင်းကြခြင်းသည်ထုံနှန်းစင်လာတစ်ခုလိုဖြစ်နေသည်ရန်ကုန်၌ယုံပေါင်းစုံဌာနပေါင်းစုံရှိသောကြောင့်အလုအကင်ပေါ်များသည်အလုအကင်အတွက်အင်တာဗျူးဖြေရလည်းငွေကုန်ကြေးကျမတတ်တာလားနေရာလက်လက်လင်းလင်းစောစောစီးစီးသိရသည်ဤသို့ဤသို့သောအကြောင်းအကြောင်းများကြောင့်ဘွဲ့ရပြည်သူတို့ရန်ကုန်သို့ဆင်းကြသည် ခြေအရင်ဘွဲရသွားကြသောနောင်တော့နောင်တော်တို့လည်းရန်ကုန်သို့အလုရှာသွားကြကြပြီ။အိမ်မှာထိုင်နေရွေးကတော့အလုကခြေတော့ပေါက်ရဝင်လာမည်မဟုတ်။တောင်ပိုင်းမှာဝိဇာဘဲရဝင်းမောင်ကြီးလည်းရန်ကုန်သို့ဆင်းသွားပေပြီ။သူများတကသွားကြတော့ခြေအေးသည်မယိုးမယွာဖြစ်လာ၏။ရန်ကုန်သို့သွား၍အလုရှာလိုသောစိတ်တို့တစတစကြီးထွားလာ၏။သူနှင့်ပင်ထောက်ခံစားများ အောင်လက်မှတ်များကိုပိုက်လျက်ကန့်ဘလူမျိုးမှခွဲခွာခဲ့သည်တရွာမှာပြောင်းတကောင်းမဖြစ်ဟုဆိုထားသည်မဟုတ်ပါလောရန်ကုန်သို့ရောက်မှပင်အလုတ်တစ်ခုရရမလွယ်ချောင်းကိုပို၍တိလာရသည်တွေ့သောယုံကိုဝင်၍နေရာလက် ရှိမရှိမေးသည်ခေါင်းခါချင်းကိုသာကြုံရသည်တချို့ယုံများနိုင်မှုအရာရှိနှင့်ပင်မတွေ့လျက်အခန်းဝါရှိယုံဆောင်နှင့်ပင်တက်ခေါက်ခဲ့ရတတ်သည်၃လေးရက်ခန့်စုံစမ်းလိုက်သည်ဆိုလျင်ပင်ခြေအေးတိရလိမ့်မည် ကျောင်းနေတုံးစာစ조사ရသည်မှာဗာမျက်မဟုတ်အလောက်ကန်ရရန်အင်မတန်ခက်ခဲသည်ဟုအများသူကပြောကြစဉ်ကသိမယုံခြင်းငယ်အခုကိုတို့ကြုံရတော့မှမယုံ၍မရတော့ငိုရအခက်ရေရအခက်ဖြစ်နေရတော့သည်ရန်ကုန်မြို့၌ယုံကြည်များစိတ်ယုံကြည်များပေါ်များသည်သို့တော်ယုံတိုင်းယုံတိုင်း၌လူကအပြည့်အညက်ပညာဓာတ်တွေကလည်းပေါ်များလှသည် BA ယူမလား BSc ယူမလား B ကွန်း B E ကိုလိုသလား ဘာမဆိုင်ညာမဆိုင်စိုက်ပျိုးကြီးဘွယ်ကလည်းရုံပေါ်၌လှုပ်အားပေးဘဝနဲ့ဆင်းကူးနေသည်ဘွယ်ပေါင်းစုံကိုတွေ့နိုင်သည်ဘွယ်ကြိုဆိုတာတွေကလည်းတဘုံတစ်ခေါက်ရိုက်တက်လို့ပင်မကုန်နိုင်ရန်ကုန်ကမခွာခြင်းသူများရသည့်နေရာလေးမှတဆင့်အရာရှိဖြစ်ရန်စောင့်နေကြသူများရသည်များလာကလေးနှင့်ကတ်တက်လို့ရင်ညာချောင်းတက်၍ဘွယ်ရရန်စူးစမ်းနေကြသူများစသဖြင့်အားလုံးပညာတတ်တွေကြီးဖြစ်သည် လမ်းပေါ်မှာချေးအေးကဲ့သို့တယုံဝင်တယုံထွက်အလုတ်ရှာနေသူများလည်းမနှဲလှပြီဒီလိုနှစ်ပင်နှစ်လခန့်ရှိခဲ့လေပြီချေးအတွက်ဘာမှအကြောင်းမထူးခဲ့ပြီရန်ကုန်မြို့ကြီးဆိုတော့လေလူတယောက်အတွက်အစားဝတ်နေရေးကုန်ကြမွေသည်နှဲလှသည်မဟုတ်ချေနေထိုင်ရသည်မှာရန်ကုန်မြို့ကျောင်းလာတက်နေကြသောကျောင်းသားတငယ်ချင်းညံထွန်းနှင့်တင်မောင်အေးတို့ငှားနေသောအခန်းတွင်တဲနိုင်သောကြောင့်တော်သေးသည်စာရေးကိစ္စတွင်မူ ူတို့ပင်ထမင်းလားကပေးစားရသည်မှာဝါယုံဖြည့်ပြီးကတ်မစားရက်သူနှင့်အပြင်မှာထမင်းဝယ်စားရာတနက်လင်တစ်ချက်ခွဲနှစ်ချက်ခန့်ကုန်စမြဲဘတ်စကားကလည်းတစ်ခါစီ၅ပြား၁၀ပြားဆိုပေမဲ့နေ့စဉ်ရက်ဆက်ဆိုတော့စူးပေါင်းလက်လင်တော်တော်အထီသာဒီတော့အလောက်ကအရိပ်ရောင်ပဲမမြင်ရသေးတော့လဲအိမ်ကပေးလိုက်တော့ငွေလေးရမှာမရှိတော့အိမ်ကိုလည်းနောက်ထပ်ငွေမှမှာခြင်းပဲ သူ့ကိုတက်ကတော့ပို့ရစဉ်ကပြုတ်လူပြုတ်ချင်အမွေရသောနှချံမှနွားတို့သည်အလုရှာမှပင်ကုန်ပြီတော့မည်သို့တော်မတက်နိုင် နောက်ထပ်ငွေထပ်ပို့ရမျက်နှာပူပူအာနန္ဒာနဲ့မှာခဲ့ရသည်ဒီလိုနဲ့ပင်ဒီနေ့လဲတနေကုန်၍အိမ်တို့ပြန်ခဲ့လေတော့သည်ကန်ဆိုးချင်ွေလာမသည့်မတိုင်တွင်တနာရီခန့်ရက်ဆောင်ခဲ့ရပြီးရက်ပြီးတော့ကားကိုစီးပြန်တော့လဲနောက်ပေါက်ကတက်မိ၍လက်မှတ်ရောင်းသူဟိအငောက်ကိုခံလိုက်ရသည် ိမ်သို့ပြန်ရောက်သောအခါညံထွန်းကိုတွေ့ရသည်ညံထွန်းသည်နောက်ဆုံးနှင့်ရူပဗေဒအကြောင်းသားတစ်ယောက်ဖြစ်သည်သူနှင့်အတူဝိဇာဘွဲကိုချီအေးထက်တစ်နှစ်စောရထားသောဝင်းမောင်လည်းရောက်နှင့်နေသည်ငိုင်းလာသောချီအေးကိုမြင်ရသည်နှင့်ပင်မဟန်ကဲကြောင့်တိ၍ဗာမျှမမေးကြတို့တော့အင်းကြီးကလေးကိုတိုင်မာချိတ်လိုက်ပြီးချီအေးသည်ဘာမှမထူပါဘူးကွာထင်သားပဲညံထွန်းကလက်ထဲမှသတင်းစာကိုမြှောက်ပြ၍ ဒီမှာ200စကေးအလုံးဘွဲရအလုံးရှိသည်တဲ့ဟာဟုတ်လားပြန်စံပြန်စံချင်းအေးဒီဝန်သာအာရနဲ့တရင်စာကိုလှမ်းယူလိုက်သည်အထဲကိုလှမ်းကြည့်ပြီးနောက်လက်လက်တော့ယာတို့များလို့တော့ဆိုတာပဲဟေးတော်တော်များများထင်တယ်အလုံးရှုပ်ရနဲ့အတွေ့အကြုံများနေပြီဖြစ်တော့ဝင်းမောင်ကလက်ကပြရင်ဟာမထင်နဲ့မထင်နဲ့အလုံးခေါ်တာကတနေရာထက်များနေရင်များလို့တက်လိုက်တာပဲနှစ်နေရာနဲ့ဖြစ်ချင်းဖြစ်နေတာ လျှောက်ကြမှာကထောင်နဲ့ချီပြီးလျှောက်ကြမှာစာမျိုးပဲဝင်ရှိပါသေးလားနေဟုတ်ကြည့်လိုက်ဦးမင်းပါတယ်ပါတယ်20တဲ့ဟာဒုက္ခပဲဟိချီအေးကြီးအလန်တကြားရေရွတ်တံကိုကြားရတော့အခါညံထုံးကပြပြသလဲနဲ့ဟေ့ကောဘာဖြစ်လို့ချီကသတင်းစာကိုလက်နဲ့ထောက်ပြလိုက်ပြီဒီမှာထောက်ခံစာကမူရင်းနေပူးရွတ်တင်ရတော့မယ်ကွမင်းပါမလားဦးလား အပါဓာရီကပုံကြီးကွာအခုနှစ်ခုလျှောက်ထားရည်ကွာအဲ့ဓာရီကလည်းထောက်ခံစားမွေရွေကြီးတောင်းတာကွာဟာမင်းဘာလို့များများမတောင်းခဲ့တာရောတောင်းလေမရဘူးလေနောက်ရောက်တဲ့ဝင်တော့ကနှစ်ဆောင်မဲလက်မှတ်ထိုးပေးရမယ်တဲ့ဘယ်ကဥရီများထွက်လိုက်ပါလိကြားမကြားဘူးပေါ့အေးကွာသူ့လက်မှတ်လေးများနှမျောနေလိုက်တယ်မဖြစ်ဘူးဟိအင်ကိုစာအမြန်ရေးပြီးမှမှပဲကိုဝင်းမောင်ခမရဘယ်နှခုလျှောက်ထားလဲ ဝင်းမောင်ဒီဆေးပေါလေးကိုအာမတရရှိုက်ခွာလိုက်ပြီးမှပြောမပြောပါနဲ့တော့ကွာရှောက်လွားတင်လိုက်တာကတော့သတင်းစာထဲပါတိုင်းပဲအင်တာဗျူးကတော့6ခါရှိပြီတခုမပါတခုပေါ့ကွာအေးဗျာထောက်ခံစာမူရင်းလိုးနေလို့ဝင်းမောင်ဒီမျက်နှာကိုရှုပ်မဲ့ပြရင်ဒီထောက်ခံစာတွေကလည်းဘာသဘောလဲမသိပါဘူးကွာလူထက်စာရွက်ကပဲအရေးပါနေတော့သလိုပဲပြန်နှံဝင်အရာရှိထောက်ခံစာတဲ့ ိတိမတိတိတောင်းတဲ့သူကတော့တောင်းတော့ပေးတဲ့သူကလည်းပေးလိုက်တာပဲမဟုတ်လားအေးလေတောင်းမှာတော့အမုန်းပဲခံမလဲအကျင့်လိုက်တာကောင်းကြောင်ရိုးသားဖြောက်မှကြောင်းတဲ့ဘလောက်ကောင်းလိုက်တယ်လဲဟာဟာရေစရာကောင်းလိုက်တာကွာဝင်းမောင်လေးအာမတရရေမောလိုက်သည်သူ့ကိုကြည်ရင်ချစ်အေးပင်အလုပ်ကိစ္စကိုမေ့သားကရော့၍ရေမိလိုက်သည်ထိုစဉ်ပင်စေးဘက်ပညာကျောင်းသားတင်မောင်ဤကျောင်းမှပြန်လာသည် သူနဲ့အတူ GDN ចောင်းစင်းကစားအလုတ်တင်နေစားလုပ်နေသောခင်မောင်မြင့်ပါလာသည်သူတို့အားလုံးကန့်ဘလူမှဖြစ်ကြကចောင်းနေပါများဖြစ်ကြသည်ထိုအခါညံထွန်းကကဲလူဆုံးမီအဝတ်စားလဲကြစိတ်မကောင်းစရာဘာမှတွေးရမေတော့နဲ့လပိုက်ဆိုင်သွားမယ်ဒီနေ့တကားကအလုံနဲ့ဘာနဲ့လူကိုညှင်းရမှာပဲကဲသဘောတူတယ်မဟုတ်လားအစကတော့200စားခန့်ထို့နောက်185ချက်ထို့နောက်126ချက် စသဖြင့်ချီအေးမျော်မှန်းသောအလုပ်တို့သည်တဖြည်းဖြည်းနှိမ့်လာလေပြီနောက်တော့မှတဆင်ပြီးတဆင်တက်၍ယူမည်ယခုရရအစင်က ဝင်ရောက်လောက်ကန်မည်ဟုစိတ်လျှော်လိုက်သည်တို့တိုင်အောင်အစင်မပြေနောက်ဆုံးတော့၃ချက်၅ပြားနေစားရလည်းလဲထမင်းဘိုးမှရရလုံမည်ကိုဆုံးဖြတ်သည်၃ချက်၅ပြားပင်တန်းစီသူတို့များနေသည်များမကြမီကပင်ဆက်ယုံတယုံတို့ရောက်ခဲ့၍တာဝန်ခံအရာရှိနှင့်စကားပြော အလုတ်တောင်းတော့အခါအရာရှိက၃ချက်15ပြားလုံမယ်ဆိုရင်ရတော့ရမယ်ဒါပေမဲ့ဇပွဲတော့မထိုင်ရဘူးရေးမဲ့လူတွေကတော့ပိုတောင်းနေတယ်ဟိုလိုလုံနိုင်ရင်တော့ရမယ်ဟုပြော၍လက်ညှိုးညွန်ရကြည့်လိုက်တော့ကုံထုပ်ကြီးများထမ်းချနေသည်ကို တွေ့လိုက်ရသည်ဒီတော့သူ့ခန္ဓာကလေးကို ပြန်ကြည့်၍တနာလာကနောက်ဆုတ်ခဲ့ရသည်အလုတ်သမားမှတ်ပုံနေရုံးသူတွား၍ဘွဲရအလုတ်တင်ကိစ္စကိုမေးကြည့်တော့အခါ အရာရှိကခေါင်းကိုကုတ်ရင်ဒီနှစ်အောင်လာတဲ့သူတော့မပြောနဲ့တော့ငတ်တူ အရင်ဆုံး3-4နှစ်ကလူတွေကိုထုတ်လို့မရှင်းရသေးဘူးမိမြအားရှိစရာကောင်းလိုက်ပါသည်စိတ်ပြက်လက်ပြက်နဲ့ထွက်လာခဲ့ရပြန်သည်နောက်သူတွေ့ရသည်မှာဆောက်လို့ရရင်တုံဖြစ်သည်ဆောက်လို့နေစေတိုက်တက်တို့ကိုတွေ့မြင်လိုက်ရတော့အခါဝင်မေးမိပြန်သည်တောင်ဝင်ကန်အင်ဂျင်နီယာဒီဘောင်းမီရှင်နဲ့တက်ထရွန်အဖြူလက်တူကိုဟန်ပါပါဝတ်ထားသည် ချီအေးက၃ချက်15ပြားသာရရလှုပ်ချင်ပါသည်ဟုပြောသောအခါခတ်တယ်ဗျာကျွန်တော်တို့ကလည်းပြေးကျင်တယ်ဒါပေမဲ့လူကမလိုဘူးဘွဲရတယောက်လုံးကိုနေပူတဲ့ခိုင်းရမှာလဲအားနာပါလေဗျာဟိုအခန်းထဲသာဝင်ကြည့်ပြီးရော့အင်ဂျင်နီယာလုပ်ငန်းနဲ့ဘာမှမဆိုင်တဲ့သူတွေဘီကွန်း၃ယောက်စာတူလေးတွေနဲ့လာလို့၃ချက်15ပြားနဲ့ကနန်းပေါင်းခိုင်းထားရတယ်တခါနောက်ဆုတ်ထဲရပြန်ပါသည်ကြာတော့ချီစိတ်တက်ကြလာသည် မဟုတ်တာတွေထ၍လှုပ်လိုက်ခြင်းသောစိတ်တွေဖောက်ဖောက်လာသည်လမ်းပေါ်၌လှုပ်ရှားနေသောတောက်တောက်ပံပံဝတ်စားထားသူများကို ကြည်ရင်ကြည်ရင်အမြင်ကပ်လာသည်ကားကြီးကားငယ်တို့ဘုံမှပြုံးရွေလိုက်ပါသွားသူများကိုမူပို၍ပို၍အကြည့်အခတ်လာသည် ခြေဥတရာလျှောက်လာရာတိုက်ကြိုတိုက်ကြား၌စာအုပ်အဟောင်းများရောင်းနေသည်ကိုတွေ့ရ၍ဝင်ကြည့်မိသည်လူငယ်3-4ယောက်သည် စာအုပ်ထူထူတို့ကိုဝယ်ယူပြီးထွက်သွားလျင်စာအုပ်ရောင်းသူကချစ်အေးပတ်လှည့်၍ပြောလိုက်သည် တက္ကသိုလ်ကပရမတ်နဲ့ရောက်ခါစားចောင်းသားတွေထင်မှရဲ့ဗျာอืมသူတို့ဘွဲရတယ်နှစ်ကြံရဲ့ဘာလို့ကြမလဲမသိဘူးရင်လေးပါသေးရဲ့ကျွန်တော်တောင်ဘွဲရလို့၃နှစ်ရှိပြီအလုံးမရောက်တာနဲ့စာအုပ်ထိုင်ရောက်နေရတာဘဝတူပါပဲလားဟုချစ်အေးနည်းနည်းဝမ်းသာသွားသည်အေးဗျာဒါလည်းတဒုက္ခပဲကျွန်တော်လည်းဘွဲရပဲအခုရန်ကုန်ကိုအလုတ်လာရှာတာခေါင်းကိုမူးနေပါပြီဗျာစာအုပ်ရောင်းသူကကိုချင်းစာတနာတော့အကြည့်ဖြင့်ကြည့်ရင် ရန်ကုန်ကိုအလောက်ရှာလာရင်အကောင်ကြီးကြီးအမိရှိရှိအသိရှိမှလွယ်တာဗျအဆက်အသွယ်မရှိရင်ဥကြောင်ကြောင်ဖြစ်မှာပဲရန်ကုန်၌ခြေအားကိုးစရာဟူ၍အကြီးမားဆုံးပုဂ္ဂိုလ်များမှာခင်မောင်မြင့်ညံထွန်းတင်မောင်အေးတို့သာရှိလေတော့အလုံမရနိုင်ဒီမှာအဆမ်းမဟုတ်တကယ်တမ်းတက်တည်မတက်တည်အပထားပညာဓာတ်တွေကလည်းများပြားလှပါပြီအကွေ၍စေးစရာကြီးလာပြီး ဘွဲရပညာတတ်မရှိသောအိမ်မရေကိုတောက်ရလဲအသက်ရှည်မည်ဟုနေပေးသည်ဆိုသည့်တိုင်အောင်အသက်တာအတူခံခြင်းခံပြီးထိုရေကိုတော့ရဖို့မလွယ်ဟုကြံ့ကြံ့ဖန်ဖန်ရဲစရာလိုလို အတီလိုလို ပြောသောခင်မောင်မြင့်၏စကားကိုကြားရောက်မိသည်အပြန်လန်းခီး၌ချီအေးမူးမိတော့သည် မစင်မပြင်းမဲရုတ်ချီးရွာချရတော့ရန်ကုန်မိုးကြောင့်မန္တလေးတွင် နေစဉ်က မိုးရေထိမခံခဲ့ရသောချီအေးဤတစ်ခုလုံးသည် ရွှဲရွှဲဆူနှင့်သွားသည် အိမ်ရောက်လင်ဆောင်းချုံပြီးအိပ်ပါတော့လဲညညာကြလဲအလောက်ကိစ္စတွေးပြီးအိပ်မပြောသဖြင့်အေးရပြက်သည့်တန်းတယုံပြီးတယုံချေခြင်းသွားနေရ၍ညောင်းရသည့်တန်းစသည်တို့အခန်းရှိထားသောကြောင့်ခြေအေးဖျားပါတော့သည် တကူလုံးချစ်ချစ်တောက်ပူနေပြီးအိမ်မက်လိုလိုဘာလိုလိုနဲ့မေးမျော၍သွားပါတော့သည်ချေးသည်အစ၌မိမိဘယ်ရောက်နေသည်ဟုမသိရချင်။နဘေးကိုရှောက်လှဲ့ကြည့်သောအခါ၌ ရှင်ပြုစင်ကမြင်ခဲ့ရသောမန္တက်ကဲ့သို့အဆောက်အဦများကိုရွှေရောင်တပြောင်ပြောင်နှင့်တွေ့ရလေသည်။အော်ဘုံကြီးပြန်လား။အလူလားကိုတွေးမိတော့လေလူသားမပြောနဲ့အရေးရောင်မတွေ့ရသေးပေ။အတွေးရခတ်နေစဉ်တွင်အုတ်ထုတ်ချွန်ဆောင်း၍ကို၌ရွှေပြားရွှေချက်တို့ကတ်ထားသောလူတစ်ယောက်လမ်းလျှောက်လာသည်ကိုတွေ့ရသည်။သူအနည်းသို့ကတ်လိုက်ပြီးဒါကဘာလဲဗျ။ဒါနတ်ပြည်လေတာရင်သာပေါ့။ဘုံတော် ဩခမ ्या ကလူတစ်အဲ့လေးရောင်းလို့နတ်တစ်ထင်တယ်ချစ်အေးဒီမိမိကိုယ်ကိုပြန်ငုံကြည့်လိုက်သည်အဝတ်အစားတို့မှာလူပြည်တုံးကအတိုင်းအဲ့ညီနဲ့ပစိုးနဲ့ဖြစ်သည်ကဲလာလာခမ ्या ကိုတာဝန်သာတာဝန်ခံပြီးပို့ပေးမယ်ချစ်အေးဒီနတ်သားနောက်ကလိုက်သွားသည်မျက်စိကဟိုကြည့်ဒီကြည့်နဲ့ပါဇက်ကလည်းအငြိမ်းမနေနိုင်ခမ ्या တို့နတ်ပြည်က၆ကလှပါလားဗျာ 6ကဆိုလူပြီကမှမလာပဲကိုဗျတယောက်စာနှစ်ယောက်စာကပဲမိလောက်မှလာလာနေတာနတ်သားတီကြီးကျယ်မြင်းမားလာတော့နန်းဆောင်ကြီးတဲ့သူ့ဝင်သွားရာချစ်အေးပါလိုက်သွားသည်အခန်းကျယ်ကြီးတစ်ခုထဲ၌မူကြီးမားလာတော့စပွဲကြီးနောက်၌ထိုင်နေသော အသားဖြူဖြူဝဝဖြူဖြူနှင့်နတ်ကြီးတစ်ပါးထိုင်နေသည်ကိုတွေ့လျက်သည်သူဒီလဲကောင်း၌အုတ်ထုတ်ချွန်ကို၌ဆလွယ်များရွှေပြားများစုံလင်စွာဝတ်ထားသည် တကြားမင်းဆိုတာနေမှာပဲဟုတွေးနေစင်မှာပဲနှစ်သားကသတင်းပို့လိုက်သည်ဒီမှာလူပြီကလူတယောက်ရောက်လာပါလေတကြားမင်းတကြားမင်းစီချစ်အေးကိုတန်းဝင်ရင်းကမော့ကြည့်လိုက်တာအိုးခုမှပဲတယောက်လာတော့တယ်မင်းတို့လူပြီဘာဖြစ်နေတာလဲမင်းကတော့လူပြီမှာဘာလုပ်ကြလဲဘာမှမလုပ်ရသေးပါဘူးကြောင်းသားပါအလုရှာရင်းနဲ့ဒီရောက်လာတာပါပဲဩအေးအေးထင်တော့ထင်သားပဲ အလုတ်ရပြီးလို့အရာရှိဖြစ်ရင်တော့ဒီရောက်ဖို့မလွယ်တော့ဘူးကွ။ဒါထက်အကျင့်စာရိတ္တကောင်းချောင်းလို့ဘာလို့ထောက်ခံလာရောပါတယ်မဟုတ်လား။မပါလာခဲ့ဘူးခမ။ဟေးဒါဖြစ်မဖြစ်သေးဘူးကွ။တော်ကြတာရင်းသားမအသိအဖွဲပြီးစူအောင်တွေးထိုးပေးနေရင်ဘယ်နဲ့လုပ်မလဲ။ကဲကဲပြန်ပို့ဦးတော့။နတ်ပြည်တို့ရောက်ပြီးကာမပင်ထောက်ခံစာမပါ၍အပေခံရပြန်လေပြီ။ချီအီဒီမျက်လုံးဖွင့်ကြည့်လိုက်သည်။ စိုးရင်တကြီးသူ့ကိုဝိုင်းကြည့်နေကြသောခင်မောင်နှင့်တင်မောင်အေးညံထုံးတို့ကိုတွေ့လျက်ရသည် သူ့တကူလုံးဆောင်းများခြုံထားသည်နကြက်ကင်ဆရာဝန်လူလူလည်းတွေ့လျက်ရသည်ထောက်ခံစာတွေပေးစမ်းမှာဟိုစပွဲပေါ်မှာတင်ထားတဲ့ထောက်ခံစာတွေတငယ်ချင်းများသည်တယောက်မျက်နှာတယောက်ကြည့်နေကြသည်ပြီးမှတင်မောင်အေးကထယူပြီးချစ်အေးလက်ထဲထည့်လိုက်သည်ချစ်အေးသည်ကြေနက်စွာပြုံးပြီးမေ့မြော်သွားပြန်လာတော့သည် ဒီတစ်ခါချီတွေ့ရသည်များမှာကြောက်တုံးကြောက်ခဲခြင်းများနှင့်ဆောက်ထားသောအဆောက်အဦတို့ဖြစ်သည်ဘယ်ပုံများဖြစ်လိမ့်မည်နည်းဟုတွေးတောကနေမိသည်ထိုစဉ်လက်မောင်း၌လမ်းပြဟူသောစာရတ်နှင့်လူတစ်ယောက်ကိုမြင်ရသဖြင့်အပြေးကလေးတွားလိုက်ခါဒါဘယ်ပုံလဲဗျငရဲပြီလေဩခမရကလူတစ်ထင်နေလာပါလာပါစုံစမ်းရင်းရုံးကိုကျွန်တော်ပြပေးပါမယ်ခမရကငရဲသားလားကြောက်เสียရလဲမကောင်းပါလား ဂျူရီပါတွေလည်းမပါဘူးဟာအလကားပါဗျာပကြီးဆရာတွေစိတ်ကူးရှိရရှောက်ပြီးဆွဲကြတာပါကျွန်တော်တို့လည်းတာဝန်ဆိုတော့လေလုံနေကြရတာဗောချီးဒီငရဲပြည်လမ်းပြနောက်မှလိုက်သွားသည်လမ်းလိုက်ဘောင်းမီရှေဝဲလူ၄၅ယောက်ကိုနောက်မှပြုံကြီးများနဲ့လိုက်နေသောငရဲအမှုထမ်းတို့နဲ့တွေ့ရသည်လိုက်၍မိသောလည်းငရဲအမှုထမ်းတို့သည်အကြီးနှင့်ထိုးဆိုင်ပြီးပြုံတဲမှအရေတို့ကိုဖိသွင်းပေးနေ၏ မကြမီငရဲခံသူဤဘိုက်ကြီးသည်ဖောင်းထလာပြီးပါဇက်မှအရေးများကြလာသည်ချစ်အေးကိုငရဲပြီးအမှုရန်ကရှင်းပြသည်ဒီလူတွေကလူပြည်တုံးကဆရာဝန်တွေပေါ်မိုးရီရေးကြီးထိုးပြီးစီးတခါတုံး၅ချက်၁၀တောင်းရဲ့လိုငရဲခံနေရတာတနေရာတွင်လူကြီးတယောက်သည်စာအုပ်ထူထူကြီးများကိုမယမနာဝါစာနေသည်သူ့ဘေး၌လည်းစာအုပ်ပုံကြီးများရှိသည်ရှုပ်ရှုပ်မဲ့မဲ့နှင့်ဝါနေရာ တနေရာတစ်ခါနှိမ့်လေနဘေးမှာအဆောင်ကခေါင်းကိုစအုပ်ထူထူနဲ့ခောက်သေးသည်အရာကတော့တက္ကသိုလ်ကမဟာပညာရှိကြီးပေါ့လူကြီးတုန်းကတပ်ပုံတွေအေးအသားတွေမြင်းခုန်ခဲ့တဲ့သူလေပိုပြီးစာကြည့်အောင်စာအုပ်စားခိုင်းနေရတယ်ရှေ့သူဆက်လျှောက်သွားတော့လှုပ်နေသောတန်းတစ်ခုပေါ်သို့ခုံပြီးတက်နေကြသော လူတစုကို တွေ့ရပြန်သည် သူတို့အခုံနဲ့တန်းကရှေ့သို့ရွှေလျားသွားရာမမီမကန်းနဲ့လဲကြကုန်သည် လဲလိုက်ထက်ခုံလိုက်နဲ့ထက်တလဲလဲလှုပ်နေကြသည်ငရဲလမ်းမြကရှင်းပြလေသည်သူတို့ကတော့ဘတ်စကားလက်မှတ်ရောင်းတွေကားမှမရက်သေးဘူးဆင်းလို့တက်လို့မှမပြီးသေးဘူးစွဲဆရာရေးလို့អော်တတ်တယ်လူတွေပေါ့ဒီမှာတော့အမျိုးမျိုးတွေ့မှာပါပါပဲတခြားဘယ်သူတွေအများဆုံးရောက်တတ်တယ်လဲဗျကုံသွယ်ရေးကလူတွေအိမ်တော်စုကောမဒီတွေကတော့နေတိုင်းရောက်နေတာပဲ ။ဩဇာဟစ်တန်လည်းမကြားရပါလားဗျ။စီဘူးတွေဘာတွေနဲ့ရော့မကြော်တော့ဘူးလား။စီဘူးနဲ့ကြော်တာကဟိုးရှည်တုန်းကနှီးပါဗျာ။ခုလိုတိုးတက်နေတဲ့ခေတ်မှာတိတ်ပန်နှီးကြကြနှီးတွေပဲတုံးတော့တယ်။အတန်မကြားရတာကတော့ဗဇက်တွေကိုပိတ်ထားတယ်လေ။ငရဲခံရတာတောင်တိမ်တိမ်မွမ်းမွပဲဖြစ်စေရမယ်။ငရဲကြီးမှာပင် တိုးတက်လှပါလားဟု တွေးရင်းနဲ့ပင်ယမမင်းရုံရှိသူရောက်သွားသည်ရုံရှိတွင် လူများတဒန်းကြီးကို တွေ့ရသည် တို့နှင့်ပင်ရောက်ပြီးသူများနောက်မှဝင်၍တန်းစီလိုက်သည်မကြာမီရုံးပေါင်ဝါမှငရဲပြည်အမှုရန်တယောက်ထွက်လာပြီးချစ်အေးတို့လူစုလူတန်းကြီးကိုကြည့်လိုက်ကမျက်နှာရှုံ့မဲ့သွားသည်အိုးများလာပါလားဒီမှာလဲရှိတဲ့နေရာနဲ့ပစ္စည်းကတိတ်လုံလောက်တာမဟုတ်ဘူးလက်ခံနိုင်တာကနည်းနည်းလာတဲ့သူတွေကအများကြီးဒီတော့စီစစ်ရွေးချယ်ရလိမ့်မယ်နေရောဒီနေ့လက်ခံနိုင်တာက လက်ထွေးတင်ကင်လာသောစာအုပ်ကိုလှမ်းကြည့်ပြီးနောက်ဒီနေ့တရားပဲရွေးလိမ့်မယ်ပညာအရေးချင်းကိုဦးစားပေးမှဖြစ်လို့ဘွဲရသူတွေကနေရပါတခြားသူတွေကနောက်မှပြန်လာပါလူတော်တော်များများစီမကြင်မနဲ့နဲ့ပြန်သွားကြသည်ချစ်အေးရင်ထဲနိုင်မှုတထိတ်ထိတ်တို့တိုင်အောင်လူတော်တော်များများကြံနေခဲ့သေးသည်ထို့နောက်တယောက်ပြီးတယောက်ခေါ်တွေ့ရာချစ်အေး၏အလှည့်ရောက်လာသည်ငရဲမင်းကြီးကချစ်အေးကိုကြည့်ပြီးတိုင်းရင်သားမှန်ရဲ့လား ရေမရောပါဘူးခင်ဗျာထောက်ခံစာရောပါသလားဟုတ်ကဲ့ပါပါတယ်ချေးဒီအကျင့်ဇာယိတကောင်းကြောင်းစသောပြန်နှံဝင်အရာရှိတို့၏ထောက်ခံစာတို့ကိုပြလိုက်သည်ငရဲမင်းကြီးသည်တေချာစွာကြည့်ပြီးနောက်ဟာဓာရီကမိတူတွေပဲမူရင်းမပါဘူးလားမူရင်းတွေကကုံသွားလို့ပါခင်ဗျအေးလေထားပါတော့ထောက်ခံစာကတိတ်မလို့ပါဘူးထောက်ခံစာရေးလိုက်တဲ့ကောင်းလေးကိုယ်တိုင်တော့ဒီရောက်နေကြတာပဲဟုတ်စား အလုတ်တမမှတ်ပုံတင်ပြီးပြီလားမတင်ရသေးဘူးခမဟာအဲ့ဒါအရေးကြီးတယ်ကွာမင်းကိုလက်ခံလို့ဖြစ်သေးပါဘူးတော်ကြစကားများနေအောင်ကဲကဲပြန်ပြေအောင်တော့ချေးသည်မျက်စိအသာဖွင့်ကြည့်လိုက်ပြန်ပါသည်ဟောတရီရလာပြီဟဲ့တင်မောင်အေးကြီးအတန်နဲ့အတူတငယ်ချင်းများအားလုံးဝမ်းသာဟန်နဲ့ဝိုင်းကြည့်နေကြသည်ချေးအေးသည်တငယ်ချင်းတို့ကိုတေချာစွာကြည့်လိုက်ပြီး ခတ်တဲ့တဲ့အတန်းဖြစ်ဒါလူလူပြီနော်တကယ်ချင်းအလုံးဒီအသာခေါင်းငင်ကြပြီအေးဟုတ်တယ်လေကွာမင်းမေ့မျောနေရတာသတိပြန်ရလာတာတကယ်ချင်းတို့ဤစကားကိုကြားလင်ချစ်အေးသည်ဟင်ဒါဖြင့်ငါအလုံးရှာရအောင်မှာပဲဟုပြောပြီးပြန်၍မေ့မျောသွားပြန်ပါတော့သတိ မိုးဝေဇွန်1981ဝတ္ထုလေးရတော့ဒီမှာတင်ပြီးဆုံးသွားပါပြီခင်ဗျာလိုအပ်ချက်များစွာကိုတည်ခံပြီးနားဆင်ပေးကြတော့ညီကောင်မောင်နှမများအားလုံးဘေးကင်းရန်ကွာရှိကြပါစေ။